င်းချင်းများလုံးမင်္ဂလာပါအခုကျွန်တော်တို့သူဒေတာ6ပိုးမြင့်သားတမရော PRA နေမြေထဲမှာတော့ဒီစစ်စစ်ရေးနဲ့ပတ်သက်တဲ့ကိစ္စတွေကိုတော့ချောက်ဆောင်ရွက်နေတာပေါ့နော်အဲ့တော့ဒီကျွန်တော်တို့နေမြေချင်းလေးကိစ္စဆောင်ရွက်တဲ့ပုံမှာတချို့ဆိုချယ်မီဒီယာတွေကအာမဟုတ်မမှန်သတင်းတွေပြောဆိုရေးသားပြီးတော့မှ ပုတ်ခတ်ဝေဖန်နေတာတွေတွေ့နေရတယ်ပေါ့နော်အဲ့တော့ဒီနေရာမှာကျွန်တော်အရင်ဆုံးအာကျွန်တော်တို့ရဲ့ပိုးဒေတာမှာ ငင်းချမ်းကြီးကိုဘလောက်ကြည့်လို့လားလဲပြည်ပြည်သူလူထုတွေရဲ့သဘောထားဆန်သဘောထားဆန္ဒတွေကိုဘလောက်အလေးထားလဲဆိုတာအရင်ဆုံးကျွန်တော်ရှင်းပြမယ်အဲ့တော့ကျွန်တော်တို့အထုဒေတာကြောင့်ပိုးမြင့်သားတပ်ပရောဖီယာဒီနယ်မြေထဲမှာညီနောင်တိုင်းသားပေါင်းစုံ ရှင်သွဲပြီးတော့မှနေထိုင်တယ်အဲ့တော့ငိမ့်ချမ်းစွာနေထိုင်ပါလျက်နဲ့ဒီထုဒေတာ6ပိုးမြင့်သားတပ်ပရောဖီယာဒီနယ်မြေထဲကို ဝင်ရောက်ပြီးတော့မှနေရာယူတက်ဆွဲပြပြည်သူလူထုတွေကိုမောင်းထုတ်ခဲ့တဲ့သူတွေကအခုမှမဟုတ်ပါဘူးဒီနိုင်ငံရေးအချုပ်ထွေးဖြစ်ပေါ်လာပြီးတဲ့နောက်ပိုင်းနိုင်ငံရေးအမျက်ထုတ်ဖို့စ조사နေခဲ့တာ2023 22ကလေးကနေလှုပ်ရှားလာခဲ့တာဖြစ်ပါတယ်နော်အဲ့တော့ဆိုလိုတာကအခုကျွန်တော်တို့နေမြေရှင်းလင်းကိစ္စတွေပြန်လုပ်နေရတယ်ဆိုတာက ကျွန်တော်နေမိထဲမှာဝင်ရောက်ပြီးတော့မှနေမိကျူးကျော်ပြီးတော့မှတတ်ဆွဲထားတဲ့ကြတောင်းချမ်းသူတွေရှိနေလို့ဒါနေမိရှင်းလင်းကိစ္စကိုလောက်တာဘာကြောင့်လောက်လဲဆိုရင်ပြည်သူလူထုတွေကအာကိုယ့်ရဲ့ရက်ရွာဒေသရှိပါလျက်နဲ့ပြန်မနေရအောင်နော်ပြီးရင်ဒီကိုယ့်ရဲ့ဒေသကိုယ့်ရဲ့ရက်ရွာကိုယ့်ရဲ့အိုးအိမ်ခြံနေရှိပါလျက်နဲ့မလုအာမလုရအောင်ခြံနေစိုက်ပျိုးရေးကိစ္စတွေလည်းမလုရပြင်ငယ်ကြီးကြားမှာရေးစားတယ်အကုန်လုံးပြက်စီးသွားတယ် အဲ့တော့ပြည်သူလူထုတွေကယခင်ကငိမ့်ချမ်းရေးကိုလိုချင်တယ်ယခင်အတိုင်းငိမ့်ချမ်းမှုကိုလိုလားတယ်အဲ့တော့အဲ့ဒီငိမ့်ချမ်းမှုတွေကို ပြန်ရဖို့ဒီကျမတ်သောချမ်းသူတွေကနေရာဝင်ယူထားတဲ့နေရာကိုပြန်ပြီးတော့မှနေမြေချင်းလေးကိစ္စတွေလောက်တာဖြစ်ပါတယ်နော်ဆိုရှယ်မီဒီယာတွေမှာပေါ်ပြရေးသားနေတာကတော့ဟိုဗာလဲသူတို့ရဲ့အဖွဲ့ကိုတွားရောက်ပြီးတော့မှအာ ဒီကြမဲ့တောင်းကျမ်းသူဖွဲ့တွေကို PNW သွားရောက်ပြီးတော့မှတိုက်ခိုက်တာအင်အားလုံးရင်းနဲ့သွားပြီးတော့မှအာထိုးစစ်လုတာမျိုးတွေမျိုးမျိုးရေးသားကြတယ်နောက်ပြီးကျတော့ရေတက်ကမြို့သူလူထုတွေကိုပြန်လဲအသိမ့်ပိုက်ထားနိုင်ခဲ့တဲ့နေရာတွေမှာဆိုလို့ချင်းရေတက်ကမြို့သူလူထုတွေကိုရွာအသိမ့်ပြန်ခိုင်းပြီးတော့မှစစ်သားလုတ်ခိုင်းတာတွေဘာတွေစတဲ့ဟိုမဟုတ်မမှန်တင်းနေရေးသားပြောဆိုနေတာတွေလည်းတွေ့နေရတယ်ဗောနော်အဲ့တော့ကျွန်တော်တို့ကရခင်ကလေးကဒီ2023 22နော် အရှုပ်အထွေနိုင်ငံရဲ့အရှုပ်ထွေထဲမှာမပါမပါအောင်ဘောနော်လုံးဝအဲ့ဒီထဲမှာအရှုပ်ထွေတွေထဲမှာမပါအောင်ထိမ့်သိမ့်ပြီးတော့မှနေလာတာဆိုလိုတာကကျွန်တော်ရဲ့အတိုင်းပြည်ပျက်စီးရိုရင်းမှုတွေကိုဘယ်လိုလောင်းပြီးကျွန်တော်သူတွေတာ၆မှာရှိတဲ့ပြည်သူလူထုရဲ့လည်းငင်းချမ်းချင်းကိုပဲလိုလားတယ်စစ်တွေတိုက်ပြီးတော့မှအသက်အိုးအိမ်စီးစိမ်တွေပျက်စီးနေတာတွေကိုမလိုလားနော်အဲ့ဒီကြောင့်အဲ့ဒါကြောင့်မလို့လဲ ဟိုငိမ့်ချမ်းစွာနေထိုင်နေခဲ့ကြတာနော်အဲ့တော့ဒီလိုငိမ့်ချမ်းစွာနေထိုင်နေပါလေနဲ့2023 2024 2025ကျွန်တော်တို့အထုဒေတာချောင်းနေမြေတကြောနော်နေမြေရဲ့အဆက်တွေပြောမယ်ဆိုရင်ပင်လောင်းရဲတောင်မဲ့ချမ်းမှာရှိတဲ့လုံးမင်ကြွားအုပ်စုပြီးရင်နမ်တုတ်ကြွားအုပ်စုပြီးရင်ရောင်ချွေဖက်မှာရှိတဲ့ဆန်ကားကြွားအုပ်စုပြီးရင်စီဆိုင်မြို့နယ်ပြီးရင်အာ စံဖူးကျအုပ်စုဘဘုံမျိုး ਨੇ အဲ့ဒီဘက်ချာမှဒီကြက်မဲ့တောင်းကျန်းသူတွေရဝင်ရောက်တိုက်ခိုက်ပြီးတော့မှအဲ့ဒီဒေတာခံပြည်သူလူထုတွေရဲ့အသက်အိုးအိမ်စီးစိမ်ဘာလာကြီးကြောင်းစားတင်ကြောင်းကစားအကုန်လုံးပျက်စီးသွားတာအဲ့ဒီတုန်းကဒီမီဒီယာသမားတွေကဘာမှမရေးတောင်းဘာမှကိုဟိုအဲကျွန်တော်တို့ဘက်ကမကောင်းတဲ့ကြောင်းအမဲတောင်းချောင်းရေးတယ် နော်ကျွန်တော်တို့ဘက်ကခံနေရတာနေမီလည်းကျူးကျော်ခံရတယ်ကျွန်တော်တို့ပြည်သူလူထုတွေလည်းဆင်းရဲဒုက္ခများစွာတိုက်ပွဲကြောင်းကြုံတွေ့နေရတယ်နော်အခံဘက်ကရှိနေတာတော့မမီဒီယာတွေကဟိုမဖော်ပြအောင်မရေးသားအောင်မကောင်းတဲ့ဘက်ကပဲရေးတယ်ကျွန်တော်တို့ပြည်သူလူထုတွေဒုက္ခရောက်နေတယ်သူဟိုဘက်ကနေမီကျူးကျော်လာပြီးတိုက်ခိုက်နေတာရောလူတို့ကလုံးဝမရေးဘူးဒါပေမဲ့အခုကျွန်တော်တို့ကခံရပေါင်းကများလာတယ်ပြည်သူလူထုတွေကလည်းဟို အိမ်ရှိပါလေနဲ့အိမ်မနေရအောင်ရွာရှိပါလေနဲ့ရွာမနေရအောင်ပြီးရင်ခြံနေရှိပါလေနဲ့ဆက်ပြိုးရေးလှုပ်လို့မရအောင်နော်နှစ်တရာကြာလာတယ်နှစ်နှစ်၃နှစ်၄နှစ်တိကြာလာတယ်အဲ့တော့အဲ့ဒီကြာနေတဲ့ကာလပတ်လုံးမှာကျွန်တော်တို့ပိုးမျိုးသားတတ်မတော် PNA အနေနဲ့ပြည်သူလူထုရဲ့ဆန္ဒနဲ့တထက်တဲ့တသားတဲ့ကိုခံယူပြီးတော့မှကိုယ့်ရဲ့ပြည်သူလူထုတွေလိုလားတဲ့ငင်းချမ်းရင်းရရှိအောင်စီးရီး စီရင်နဲ့ပတ်သက်တဲ့ပညာရကိုစီပြောမယ်ဆိုရင်စီရင်နဲ့ပတ်သက်တဲ့အရာကိုတိုးချက်ပြီးတော့မှသင်ယူလေ့လာတယ်။ဒီကျွန်တော်တို့ဘိုးဒေတာကိုကျွန်တော်တို့ဘိုးဒေတာအကုန်လုံးကို ပြန်လည်ရရှိနိုင်ဖို့စီရင်နဲ့ပြန်ပြီးတော့မှလှုပ်ရှားလာတာပဲဖြစ်တယ်။နော်ကျွန်တော်တို့ကသူများရဲ့နေမြေတဲမှာသွားရောက်တိုက်ခိုက်တာမျိုးမဟုတ်ဘူး။ ဒီကောင်တွေကိုကျွန်တော်တို့ကရန်ညိုးရှိလို့သွားတိုက်ခိုက်နေတာလည်းမဟုတ်ဘူးကျွန်တော်တို့နေမြေရှင်းလင်းရေးကိစ္စကျွန်တော်တို့နေမြေဖြစ်တယ်ကျွန်တော်တို့ရဲ့အပြည်သူလူထုတွေရဲ့အသက်အိုးအိမ်စီးစင်ကာကွယ်ဖို့တာဝန်ရှိတယ်နော်အဲ့ဒီဒါကြောင့်မလို့ဒီကောင်တွေကိုမောက်ထုတ်မှဒီကောင်တွေမရှိမှပြည်သူလူထုကကိုရကိုရကိုဒေတာကိုပြန်ရဲတာနော်အားကြောင့်မလို့အခုကျွန်တော်တို့ အထုရိသားကြောင့်နေမြေတကြောမှာတိုက်ပွဲတွေဖြစ်ပွားနေတယ်ဆိုတာကျွန်တော်တို့ရဲ့ဒေသနေမြေအတွင်းထက်ကိုဝင်ရောက်ပြီးတော့မှကျူးကျော်တိုက်ခိုင်းနေတဲ့အကြမ်းဖက်တောင်းကျမ်းသူတွေကိုမောင်းထုတ်တာဖြစ်ပါတယ်သူတို့ကိုဟိုပြောမယ်ဆိုမနေစေချင်ဘူး။ဘာကြောင့်လဲသူတို့နေပြည်သူလူထုတွေကဒုက္ခရောက်တယ်။အခုဆိုလို့ချင်းကျွန်တော်တို့စောင်းပြောင်းအဲ့ဒီဘက်မှာဆိုပြည်သူလူထုတွေကကိုယ့်ရဲ့ရရဒေသပြန်နေလို့ရတယ် ပြန်တီဆောက်ရမှာအများကြီးပဲဘာကြောင့်လဲသူတို့ဝင်လာတာအကုန်လုံးပြက်စီးသွားပြီးနမ်တုတ်နောက်ကိုပြီးရင်ကျွန်တော်တို့ဒီငံချွေမျိုးနယ်ဘက်မှာရှိတဲ့ ठी ခိုးဒါပူပူနွေ့နွေ့လေး ठी ခိုးတို့ဖះတောင်တို့ပြီးရင်အတောင်ပုတ်ွယ်တို့ညောင်လေးပင်တို့အဲ့ဒီတကြောမှာရှိတဲ့ကြီးရွာတယ်ပြီးရင်ကျွန်တော်တို့ကျန်းလေးတို့ကျန်းကျွဲတို့နော်အဲ့ဒီဒေသတကြောလုံးဟာပြည်သူလူထုတွေနှစ်နဲ့ရှိတယ် စစ်ပေးတံနေခန်းစားရပြီးတော့မှစီးပွားရေးကျမ်းမာရေးလူမှုရေးဘာသာရေးပညာရေးစတဲ့ရေးပေါင်းစုံကဏ္ဍတွေကိုဆုံးချုံနေနေတာဖြစ်ပါတယ်အဲ့တော့ဒီပြည်သူလူထုတွေကအဲ့ဒီတံတွေကို မခန်းစားနိုင်တော့ဘူးဒါကြောင့်မို့လို့အခုပြန်လဲပြီးတော့မှတင်းထိန်ချုပ်လို့ရတဲ့နေရာတွေမှာတမရအဲ့ဒီဒေသခံပြည်သူလူထုတွေကကိုယ့်ရကိုယ့်ရကိုယ့်ဒေသကိုကာကွယ်လိုတဲ့စိတ်နဲ့ကိုယ့်ရရည်ဒေသကိုပြန်လဲပြီးတော့မှ ကာကွယ်ရေးလုပ်ငန်းကာကွယ်ရေးလုပ်ငန်းတွေကိုလှုပ်တာဖြစ်တယ်နော်အတင်းအရမဘသူမှခိုင်းစရာမလိုဘူးဘာကြောင့်လဲဒီအကြမဲ့တောင်းကျမ်းသူတွေကြောင့်ပဲပြည်သူလူထုတွေဒုက္ခရောက်နေတာနော်အဲကြောင့်အဲ့ဒီလိုမျိုးမခံရအောင်သူတို့ကိုယ်နိုင်ကလည်းကိုယ့်ရဲ့ယတ္တိတာကိုကိုယ်ကိုယ်တိုင်ကာကွယ်ဖို့လိုတယ်ဆိုတဲ့အသိစိတ်ကြောင့်ဒါဒေသကပြည်သူလူထုခက်မြန်များကအင်အားစုပြီးတော့မှဒီတိုက်ပွဲထဲမှာဝင်လာဝင်လာပြီးတိုက်ခိုက်တာနော်အတရားမှခိုင်းစရာမလိုဘူးနော် အဲ့တော့အခုကျွန်တော်တို့အာတိုက်ပွဲတိုင်းမှာအောင်မြင်မှုတွေရရှိနေတယ်ဆိုတာလည်းဒီတက်ကမြေတူလူထုတွေပူပေါင်းဆောင်ရွက်မှုအားတွေအများကြီးပါတယ်ပြီးရင်ကျွန်တော်တို့ဘုံမြတ်တတ်မတော် PNA ရဲ့ကျွန်တော်တို့ရဲ့မိတ်ဆွေတွေရဲ့စ조사အားထုတ်မှုတွေလည်းအများကြီးပါတယ်နော်ပြီးတော့ချင်းပြည်သူလူထုတွေအနောက်ကနေပြီးတော့မှပန့်ပိုးမှုအားတွေအများကြီးပါအဲ့တော့ကျွန်တော်တို့ရဲ့အထူးဒေသ6နေမြေတခွင်လုံး အတူရှင်သွဲနေထိုင်ကြတဲ့အငင်းတော်တိုင်းသားတွေအားလုံးဟာငိမ့်ချမ်းချင်းကို လိုလားတာနဲ့အတူဆက်လက်ပြီးတော့မှကျွန်တော်တို့ရဲ့သူတွေသားကြောင့်နေမြည်ပို့ပြီးတော့မှငိမ့်ချမ်းလာအောင်နော်ပြီးရင်အသူတွေသား၆သားမှာကျွန်တော်မြင်မှပြီတပြီလုံးငိမ့်ချမ်းပို့ပြီးတော့မှဖြစ်ပွားလာအောင်ကျွန်တော်စူးတောင်းမြတ်တာပို့ပါတယ်အားလုံးယေရှုတင်ပါတယ်